Trump administration ဟာကမ္ဘာရဲ့ရဲ့မှာရှိတဲ့နိုင်ငံပေါင်း52နိုင်ငံကနိုင်ငံသူနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံထဲကိုခီးသွွာလာကန့်သက်ချက်တွေချမှတ်ဖို့အတွက်စီစဉ်နေကြပါတယ်။ဒီကိစ္စကတော့တမရ Trump ရဲ့ပထမတမရတပ်တန်းတို့ကငင်းပွားပွဲရာချမှတ်ခဲ့တဲ့ခီးသွွာလာကန့်သက်ချက်တွေကိုပြန်လည်အမှတ်ရစေခဲ့ပါတယ်။ပေါ်ကြားလာတဲ့သတင်းအချက်အလက်တွေအရအခုလိုမျိုးကန့်သက်ချက်တွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံလည်းစိတ်မကောင်းစွာပဲပါဝင်လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုဒီဗီဒီယိုမှာဘာကြောင့်မလို့မြန်မာနိုင်ငံကကန့်သက်ချက်တွေထဲပါသွားရလဲ ကဘာရဲရဲကအခြားနိုင်ငံတွေရောဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့ရှူတောင်းနေမှာမြင်နေကြလဲဆိုတော့ဟိုကျွန်တော်ဒီဗီဒီယိုလေးမှာအပြည့်စုံတင်ပြတော့မှာဖြစ်ပါတယ်။ဒီဆိုပြုချက်မှာနိုင်ငံပေါင်း52နိုင်ငံကိုအုပ်စု၃စုဖွဲ့ခြားတတ်မှတ်ထားပါတယ်။အုပ်စုတစ်မှာတော့အာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူးဘားနဲ့မြောက်ကိုရီးယားအပါအဝင် နိုင်ငံ၁၀နိုင်ငံအတွက်ဗီဇာအပြည့်အဝပိတ်ပင်ခြင်းတတ်မှတ်ခံရပါတယ်ဒီနိုင်ငံတွေကလာမဲ့နိုင်ငံသူနိုင်ငံသားတွေကတော့အမေရိကန်ဗီဇာရယူခွင့်လုံးဝပိတ်ပင်ခြင်းခံရမှာဖြစ်ပါတယ်အုပ်စုနှစ်ထဲမှာအီရီထရီးယား ဟေတီ၊လာအိုမြန်မာနဲ့တောင်ဆူဒန်အပါအဝင် အခြားသော နိုင်ငံ၅နိုင်ငံကဗီဇာအကန့်အသတ်နဲ့ချမှတ်ခြင်းခံလိုက်ရပါတယ်။ခီးသွားလာခွင့်ဗီဇာ၊ကျောင်းသားဗီဇာနဲ့နေထိုင်ခွင့်ဗီဇာတွေကိုအဓိကကန့်သတ်မှာဖြစ်ပါတယ်တဲ့။အချို့သောအရေးချင်းကန့်သတ်ချက်ပြည့်မီတဲ့လူများသာအခုဗီဇာတွေကိုရှောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။အုပ်စု၃မှာတော့ဘယ်လာရုစ်၊ပါကစ္စတန်နဲ့တက်မင်းနစ္စတာအပါအဝင်နိုင်ငံပေါင်း26နိုင်ငံအတွက် အခြေအနေအရကန့်သတ်ချက်တွေထားရှိမှာဖြစ်ပါတယ်။ ်ဤနိုင်ငံများမှာလာရောက်လည်ပတ်တဲ့လူတွေကတော့အမေရိကန်နိုင်ငံအတွင်းကိုရပ်ပေါင်း60အတွင်းဗီဇာကိုပြန်လည်စစ်ဆေးမှာဖြစ်ပြီးတော့အခြေအနေတိုးတက်မှုမရှိပါကအဲ့နိုင်ငံမှာလာတဲ့လူတွေကလည်းဗီဇာကန့်သတ်ခံရမှာဖြစ်ပါတယ်အခုဒီစီးရင်ထဲမှာမြန်မာနိုင်ငံပါဝင်လာခြင်းကကျွန်တော်တို့အတွက်မေးစရာမေးခွန်းပေါင်းများစွာဖြစ်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာအရှိတောင်အရှမှာတရှိနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့အမေရိကန်နိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်နိုင်တဲ့အကြမ်းဖက်လုပ်ရက်တွေမလုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါ။ဒါ့ပေမဲ့နေဆက်ထိန်းချုပ်မှုအားနေခြင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့လူခွင့်ရေးဆိုင်ရာပြဿနာများစွာရှိရတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးမြန်မာနိုင်ငံကိုပိတ်ပင်တားဆီးရတဲ့အဆင့်နှစ်အုပ်စုတွေမှာထည့်သွင်းဖော်ပြခြင်းခံရရဲဆိုပြီးတော့ပညာရှင်တွေကယူဆလာကြပါတယ်မြန်မာနိုင်ငံသားတွေအတွက်အခုလိုအခြေအနေမျိုးမှာဗီဇာလျှောက်ရပုံမှုခက်ခဲလာမယ်ဆောင်ဆိုင်ချိန်တွေကြာလာမယ်ဗီဇာ reject ညှင်းပယ်ခံရမှုတွေပုံမှုပြီးတော့များပြားလာမှာဖြစ်ပါတယ်အမေရိကန်မှာပညာသင်ဖို့အတွက်ဆောင်ဆိုင်နေတဲ့ကျောင်းသားတွေအတွက်လည်းညှင်းပယ်ခံရနိုင်တဲ့ chance တွေပုံမှုများပြားလာနိုင်ပြီးတော့ လက်ရှိအမေရိကန်နိုင်ငံမှာပညာသွားရောက်သင်ကြားနေတဲ့ကျောင်းသူကျောင်းသားတွေရဲ့မိဘတွေအမေရိကန်နိုင်ငံကိုသွားရောက်လည်ပတ်ချင်တယ်ဆိုလို့ရှိရင်လည်းတားမြစ်ပိတ်ပင်ကန့်သက်ချက်တွေပုံမှုပြီးတော့များပြားလာမှာဖြစ်ပါတယ်ထရမ့်ရဲ့အခုလိုခီးသွွားတားမြစ်ချက်တွေဟာလုံခြုံရေးဆိုင်ရာကိစ္စတွေအကြောင်းပြချက်များစွာပြောနေပေမဲ့လည်းအခြားတစ်ဖက်မှာနိုင်ငံရေးရှုထောင့်ရကိစ္စတွေများစွာပါဝင်နေတာမိတ်ဆွေတို့တွေ့ရမှာပါမိခဲ့တဲ့2000ဆက်ခွန်ကာလတွေတုန်းကမွတ်စလင်အများစုနေတဲ့ Middle Eastern နိုင်ငံတွေကိုဥတီရဲ့တားမြစ်ချက်ကိုထုတ်ပြန်တဲ့အတွက် တရားစွဲဆိုမှုတွေတွေ့ကြုံခဲ့ရပါတယ်။သို့တော်လည်း2018ခုနှစ်ရောက်လာတဲ့အခါမှာတော့ပြင်ဆင်တဲ့တားမြစ်ချက်တွေကိုအမေရိကန်တရားရုံးကထောက်ခံခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ဒီဆိုပြုချက်အရဆိုလို့ရှိရင်ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကတမရထွန့်ရဲ့ညွှန်ကြားချက်မှာနိုင်ငံသားခီးသွားများတင်းကျပ်စွာစီစီရေးဆိုတဲ့ညွှန်ကြားချက်နဲ့လည်းကိုက်ညီနေတာကိုတွေ့ရှိရပါတယ်။ နေလာသုံးသက်သူတွေရဲ့အဆိုအရတော့တမရထရန့်ဟာအခု2025ရွေးကောက်ပွဲမှာသူ့ကိုထောက်ခံအားပေးမှုတွေပုံပုံရရှိဖို့အတွက်အခုလိုမျိုးကိစ္စတွေဆောင်ရွက်ခဲ့ကြတယ်လို့သူတို့ကတော့ပြောပါတယ်။ဒီမူဝါဒကတော့ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းမှာတင်းကျပ်တဲ့လူဝင်မှုစီးမင်းစီကံဥပဒေတွေကိုထောက်ခံအားပေးတဲ့အမေရိကန်ပြည်သူတွေကိုစီယုံသိမ်းသွင်းနိုင်မှုအတွက်နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ပညာရှင်တွေကလေ့လာသုံးသပ်ကြပါတယ်။လူခွင့်ရေးလှုပ်ရှားသူတွေကတော့အခုလိုမျိုးဗီဇာကန့်သတ်ပိတ်ပင်လိုက်တာကနိုင်ငံတော်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပဲ အပြစ်မဲ့တဲ့ခီးသွွားပြည်သူတွေကိုသာပုံမထိခိုက်ဖို့သာရှိတယ်လို့ဝေဖန်ထောက်ပြလာကြပါတယ်အမေရိကန်လွှတ်တော်အမတ်တွေကြားမှာလည်း ။ဘာကြောင့်မလို့ဒီနိုင်ငံတွေကိုရွေးပြီးတော့ကန့်သက်ချက်တွေလုပ်လဲဆိုပြီးတော့မေကွန်ပေါင်းများစွာထွက်ပေါ်လိုနေပါတယ်။ဝမ်းသာစရာသတင်းကတော့ခီးသွွာလာမှုနဲ့ပတ်သက်တဲ့ကန့်သက်ချက်တွေကိုအတိမပြုရသေးပါဘူး။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့မာကိုရူဘီယိုအပါအဝင်အခြားသောနိုင်ငံရေးသမားများရဲ့ထောက်ခံအားပေးမှုလည်းရယူဖို့လိုပါသေးတယ်။အကယ်၍သာအခုကန့်သက်ချက်တွေအကောင့်တွေပေါ်လာပြီဆိုလို့ရှိရင်တော့အနာဂတ်ကာလမှာအမေရိကန်မြန်မာဆက်ဆံရေးအားနည်းလာပြီးတော့ တရုတ်မြန်မာရုရှားမြန်မာဆက်ဆံရေးပုံမအားကောင်းလာနိုင်တယ်လို့ပညာရှင်တွေကလေ့လာသုံးသပ်နေကြပါတယ်။နေကုန်းချုပ်အနေနဲ့တမန်ထွန့်ရဲ့ခီးသွွာလာခွင့်ကန့်တက်ပိတ်ပင်တမစ်ချာအမြဲတမ်းအငင်းပွားဝယ်ရာကိစ္စတွေကိုသာဖြစ်လာစေခဲ့ပြီးတော့အနာဂတ်ကမ္ဘာကြီးအတွက်အမျိုးသားလုံခြုံရေးတန်ရေးတမန်ရေးနဲ့လူခွင့်ရေးပြဿနာပေါင်းများစွာကိုပုံမဖြစ်လာစေနိုင်ကြောင်းကိုဒီဗီဒီယိုလေးနဲ့တင်ဆက်ပြသလိုက်ရပါတယ်ခင်ဗျာ။